ဘလို့လှုပ်ဆောင်မယ်ဆိုတော့အပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအရန်စိတ်ဝင်စားမှုကောင်းပါတယ်မျိုးလိုအနေနဲ့ပေါ့နော်ရှေ့ဆက် future plan ကိုလည်းကြည့်ကြပါမယ်။ရေးကြည့်တယ်အရင်ရေးကြည့်တယ်။အခုကကျမတို့နိုင်ငံလူကြီးတွေပေါ့နော်ကျမတို့ဒီနိုင်ငံမှာအခုအုပ်ချုပ်ဖို့ဆိုရလူလူကြီးတွေတကယ်တော်တဲ့ပညာရှင်ကြီးတွေတက်လာပြီ။သူတို့ thesis လုပ်လိုက်တဲ့နေရာမှာဟိုတနည်းအားဖြင့်အဲ့ဒီအဥ္စာလေးကိုထိုင်ကြည့်နေတယ်။ကျွန်တော်တို့ thesis လုပ်လိုက်တာအဲ့ကျွန်တော်တို့နိုင်ငံကြီးကထိုင်းနိုင်ငံလိုနိုင်ငံမျိုးတဲ့ 46နှစ်နောက်ကျနေပါတယ်တဲ့46နှစ်ဆိုတာနဲတာမဟုတ်ဘူးเนาะမောင်လေး46 years ဆိုတာ1 decade လဲမဟုတ်2 decade လဲမဟုတ်5 decade နီးပါးနောက်ကျနေတယ်ဆိုတော့အဲ့လိုမျိုးနောက်ကျနေတာဒီဘာကြောင့်လဲ မမရနဲ့ကဘာတခုလုံးပတ်ခဲ့တယ်နိုင်ငံတိုင်းမှာတွေ့ခဲ့တယ်အိမ်တအိမ်ထဲမှာတော့အမေတယောက်တည်းကမွေးထားတဲ့သားသမီးနှစ်ယောက်မှာတယောက်ကခရစ်ယာန်ဘာသာကိုးကွယ်တာရှိရတယောက်ကအစ္စလာမ်ဘာသာကိုးကွယ်တာရှိရဒီနိုင်ငံမှာမွေးတယ်ဒီနိုင်ငံမှာကြီးရလူတွေအကုန်လုံးကဒီနိုင်ငံရဲ့သားသမီးတွေကြီးပဲဘာဘာသာပဲကိုးကွယ်နေကိုးကွယ်နေဒါသူဒီနိုင်ငံသားကဒီနိုင်ငံသားပဲဒီလိုလူတွေအားလုံးကပေါင်းစည်းပြီးအလုံးလုံးမှစူးစမ်းမှဒီ46 years ဆိုတဲ့ gap ကအမားတို့အမြန်ဆုံးကြော်လွှားနိုင်မှာမဟုတ်ရင်ဒီ46 years ဆိုတဲ့ gap ကြီးက 80 years ပြီးရင်100 years ဖြစ်သွားလိမ့်မယ်ကဘာတစ်ခုလုံးမှာလူတွေကအကုန်လုံးမှာစီးစီးလုံးလုံးနဲ့စူးစမ်းနေတဲ့အချိန်စင်ကာပူနိုင်ငံဆိုတာမြန်မာနိုင်ငံရဲ့ရန်ကုန်တမြို့စာတော်မရှိတဲ့နိုင်ငံလေးတစ်ခုอ่ะအခု South East Asia မှာအကောင်ဆုံးနိုင်ငံဖြစ်နေတယ်စီးလုံးမှုရှိတယ်အရာရာမှာစီးလုံးမှုရှိတယ်အဲ့လိုစီးလုံးမှုရှိလို့လဲသူတို့နိုင်ငံတကာမှာရင်မောင်းတန်းနိုင်တယ်အင်အားအကြီးဆုံးနိုင်ငံဖြစ်သွားတယ်ဒီလောက်တိတိလေး Island လေးပဲရှိတယ် မမတို့မြန်မာနိုင်ငံရဲ့ဒီလောက်ကြီးကျယ်ပြီးတော့အခုအချိန်အထိထိုင်းလိုနိုင်ငံမျိုးနဲ့46 years behind ဖြစ်နေတယ်ဆိုတာအားရှက်ဖို့ကောင်းတယ်အဲ့လိုမျိုး46 years behind ဖြစ်နေတဲ့ဟာကိုအားလုံးကလက်တွဲပြီးတော့အတက်နိုင်ဆုံး20 years 10 years ပြီးတော့ချက်ချင်းကြီးကိုတိုးတက်အောင်လုပ်ရမှာမားရီကတော့မားရီ generation ကတော့မမှီတော့ဘူးမောင်လေးတို့မားတို့ဦးမျိုးတို့ကတော့မမှီတော့ဘူးဒီတိုးတက်လာမယ့်မြန်မာနိုင်ငံကြီးကိုမားတို့ကတော့ကြည့်ရမှာမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့လာမယ့် next generation ကိုတော့ကိုယ်ကကြည့်ရမှာပေါ့ ဒီလိုပဲဆက်သွားနေလိမ့်မယ်ဒီလိုပဲအရာရာမှာဘာသာရေးနိုင်ငံရေးထဲ့မယ်ဆိုရင်အရာရာမှာ ရုပ်ရှင်မှာဟိုအားမှာအစားမှာအတောက်မှာဘာစီးပွားရေးမှာအစားအစာအရာမှာနိုင်ငံရေးနဲ့ဘာသာရေးနဲ့လူမှုရေးကိုလိုက်ထည့်နေမယ်ဆိုရင်ဒီ46 years ဆိုရယ် gap က100 years ဖြစ်ဖို့လွယ်လွယ်လေးပဲအရန်လွယ်တယ်ဒါပေမဲ့အမပြောချင်တာပညာရှိတဲ့ကိုယ့်ရဲ့လူငယ်ညီကောင်မောင်နှမတွေကို message ပေးချင်တာက ဘာပဲဖြစ်ဖြစ်ကိုယ့်အသိဉာဏ်လေးနဲ့ဆုံးဖြတ်ပါအခုမှ Facebook တွေပါတုံးလို့ရှိရင်ရည်ချင်တာတစ်ခုကဘာလဲဆိုလို့ရှိရင်ဘာမဟုတ်တဲ့သတင်းတစ်ခုမဆိုအားလုံးကဝိုင်း comment တွေရေးကြပြီဟုတ်သည်ရှိတယ်မဟုတ်သည်ရှိတယ်မှန်နေသည်ရှိတယ်ဟိုကဘာပြောလို့ပြောလိုက်မှန်းလဲမသိဘူးဘယ်သူကပြောလိုက်မှန်းလဲမသိဘူးဘယ်ကလာတဲ့သတင်းမှန်းလဲမသိဘူး comment တွေရှောက်ပေးပြီးတော့တယောက်ကတယောက်ဆဲနေကြပြီးဆိုနေကြပြီ why ဘာဖြစ်လို့အဲ့လိုတွေဖြစ်နေရလဲ ပညာတတ်တဲ့လူငယ်တွေဒီလောက်များလာပြီကိုယ့်နိုင်ငံရဲ့ပညာတတ်တဲ့လူတွေရှိလာပြီတေချာလေးလာပါအောင်တေချာကြည့်ပါအောင်ဘာဘသူတွေဘာတွေပြောနေတာလဲရန်တိုက်နေတာလားကိုယ့်နိုင်ငံကိုမတည်ငြိမ်အောင် လုပ်နေတာလားလူတွေကိုတမင်စိတ်ဝင်းကွင်းအောင်လုပ်နေတာလားဆိုတာသိရတာနဲ့ဘာဖြစ်လို့တယောက်ကိုတယောက်ပြန်လန်ဆဲမှလဲကဲဟုတ်ပြီကိုမကြည့်ချင်တဲ့မကောင်းတဲ့ရိုင်းရိုင်းဆိုင်းဆိုင်းရေးတယ်တခုခုမကောင်းတာရေးလိုက်တယ်ဆိုလို့ရှိရင်အဲ့လူကိုအဲ့ profile ဝင်ကြည့်လိုက် ။မောင်လေး100မှာ99ကသူရရှိမှာ profile ဓာတ်ပုံတော့မရှိဘူး။နာမည်အစ်စ်လည်းမဟုတ်ဘူး။ဓာတ်ပုံလည်းမရှိဘူး။ဘာ information မှမရှိဘူး။ပြောချင်တယ်လို့သူရရှောက်ပြောနေကြတာလူတွေကိုစိတ်ဝင်ကြွအောင်လို့အဲ့လိုဟာတွေကို block လုပ်လိုက်ပါဘာလို့များခက်လို့လဲ။ကိုခဏလေးအရသာခံဖို့ကိုခဏလေးရီရဖို့ကိုခဏလေး comment ဖတ်ပြီးတော့အပြင်းပြေဖို့ အဲ့ဒါလေးတွေကိုဇင်ခံပြီးဖတ်ပြီးရီးပြီးတော့နောက်တစ်ယောက်ကိုแชร์မယ်နောက်တစ်ယောက်ကိုแชร์မယ်ဆိုဒါကိုမှလည်းတာဝန်ရှိရယ်ကိုနိုင်ငံသားတိုင်းမှာတာဝန်ရှိရယ်မမလည်းတာဝန်ရှိရယ်မောင်လေးမှလည်းတာဝန်ရှိရယ်အဲ့လိုတွေဖြစ်အောင်မဖြစ်အောင်ဒါတွေကိုแชร์လိုက်ပို့ပြီးတော့စိတ်တွေကိုစိုးအောင်လှုပ်လိုက် ပေါ့နော်မိုင်မရိုင်းရိုင်းနေအပြန်လန် ပြောဆိုပြီးတော့မဖြစ်တဲ့တော့အဲ့ဒါတွေကအုံနောက်နဲ့စဉ်းစားတတ်ရတော့မယ်ပညာတွေတက်ကုန်ပြီ ရှိလိုက်အော်ဒါတမင်လုံနေတာပဲအဲ့လူသွားပြီး block လုပ်လိုက်လူတယောက် block လုပ်တယ်နှစ်ယောက် block လုပ်တယ်သုံးယောက် block လုပ်တယ်၁၀ယောက်လုပ်လိုက်ရှင် Facebook ကလည်းသူ့ account block လုပ်လိုက်မှာပဲဆိုတော့အဲ့လူတွေဘလောက်ထိသွားပြီးစူးစမ်းမလဲပေးမစူးစမ်းနဲ့ဖြတ်ချလိုက်ကိုခဏလေးအရသာခံဖို့အဲ့ comment ကိုဖတ်ပြီးရီဖို့အဲ့ဒါလေးတွေမွေးထားမယ်သုံးနေမယ်ကိုနောက်တယောက်ကိုထပ်ပြောဖို့တဆင့်ပြောဖို့ဟာသလုပ်ဖို့အပြင်းပြေဖို့လုပ်နေမယ်ဆိုရင်ကိုနိုင်ငံကြီးကဘရောမတိုးတက်မှာမဟုတ်ဘူး ယ်ဟုတ်ပြီသတင်းတခုလာပြီဆိုရင်နည်းနည်းဇင်းမြစ်ကိုလည်းကြည့်လိုက်ပါအောင်ဟုတ်နေလားမဟုတ်နေလားပြီးတော့မှကိုဝင်ပြောပါပြောတဲ့အခါဆိုလို့ရှိရင်လည်းပညာရှိနီးနဲ့ပြောပါဟိုမိုက်မက်ရိုင်းရိုင်းနေမဟုတ်တာတွေမပြောနဲ့ပေါ့တဘောကိုပြောပြတာဆိုတော့အဲ့လိုလေးတွေထိမ့်ပေးမှဒီလိုလူမှုရေးနိုင်ငံရေးစီးပွားရေးအကုန်လုံးကိုဒီလိုမျိုးထိမ့်ပေးမှာမတွေကအုံနောက်နဲ့အလုံးလုံးမှာလဲအမားတို့ဒီ46 50 years ဆိုတဲ့ gap ကိုအမြန်ဆုံးကျော်လွှားနိုင်မှာပေါ့ကိုနောင်လာမဲ့ generation လေးတွေအတွက်ဒီလောက်တော့လှုပ်ပေးလို့ ကောင်းပါတယ်လို့မှထင်တယ်။လှုပ်ပေးတင်ပါတယ်။မမတို့အားလုံးတိုင်းသူပြည်သားတွေမှာတာဝန်ရှိရယ်။အကုန်လုံးရှင်မှာ responsibility ရှိရယ်လို့မှထင်တယ်။ကိုရီးယားကတော့အချိန်မရှိတော့ဘူး။အခုနောက်ပြောသလိုကိုနောက်လာမယ့် generation တွေအတွက်တော့လှုပ်ပေးပါလား။နိုင်ငံသားသွားတဲ့ခါကျရင်ဗမာဆိုပြီးတော့ဒီစားအုပ်အနီလေးကင်ပြီးတော့ရင်ကော့ပြီးခေါင်းမော့ပြီးနေလို့ရအောင်တော့နည်းနည်းလှုပ်ကြပါလား။အခုအချိန်ဒီဒီနေရာဒီမှာလဲနေမယ်ဒီဥစ္စာတွေမှာပဲပြဿနာကြီးတက်နေမယ်ဆိုလို့ရှိရင်ဘလို့လုတ်သွားပြီးတော့မမတို့ကရင်မောင်းတန်းနိုင်မှာလဲသူများနဲ့ သူများနိုင်ငံတွေမှာပဲတစ်သက်လုံးအလုတ်သွားလုပ်နေရတဲ့ဘဝမှာပဲနေတော့မှာလားကိုနိုင်ငံတိုးတက်မှာလဲဒီလူတွေကနိုင်ငံသားကနေဒီကိုပြန်လာမှာပေါ့ဟိုမှန်ရှိတဲ့လူတွေနိုင်ငံသားမှာအလုပ်လုပ်ရတဲ့လူတွေဘယ်လောက်မျက်နှာငယ်လဲဆိုတော့အမားတို့သိတယ်အမားတို့ကတက်နိုင်ငံတိုင်းသွားနေတာနိုင်ငံတိုင်းမှာတွေ့တယ်အားလားမျိုးတွေကြည့်ပြီးရှင်ထဲမှာမကောင်းဘူး ကိုယ်နိုင်ငံသားတို့နိုင်ငံလို့တိုးတက်နေကိုယ်နိုင်ငံကိုယ်မိသားပါမိသားစုအကုန်လုံးကိုချစ်တဲ့လူတွေအားလုံးလှုပ်ပြီးတော့သွားပြီးတော့ဟိုမှာပတ်စံရှာနေစရာအကြောင်းမရှိဘူးအဲ့ဒါတွေကမတိုးတက်လို့မတိုးတက်တာဘာကြောင့်လဲ unity မရှိလို့ unity စီလုံးမှုဆိုတာမရှိဘူးစီလုံးမှုမရှိတဲ့မြတ်တော့ဖြစ်နေမှာပဲဒီလိုစီလုံးမှုမရှိအောင်လဲတမင်လုံနေအမတိုးတက်စေချင်ဘူးဒီနေရာမှာပဲလဲနေစေချင်တယ်အဲ့ဒါကိုကုတ်အောင်နှောက်လေးနဲ့ကိုတုံးပြီးတော့ပေါ့နော်လုတ်ပေးကြပါလို့မဘက်ကနေမှတောင်းပန်ချင်တယ် ဖြစ်စေခြင်းနဲ့အကောင်းဆုံးစိတ်ဆန္ဒနဲ့အတူပေါ့နော်ဆရာတို့ရှေ့ဆက်လုပ်မယ်လို့လည်းပတ်သက်ပြီးတော့လေတစ်ချက်လောက်သိချင်ပါခင်ဗျဟုတ်ကဲ့ပါခုနအခုကျွန်တော်ပြောနေတဲ့စကားလေးသူပြောနေတဲ့စကားလေးကိုစင်အောင်ပြောနေတဲ့မိခုနေမိနေတဲ့အကြောင်းအရာတွေအဓိကပါလဲဆိုကျွန်တော်တို့ကအကယ်မီရခြင်းမရခြင်းထက်ကိုဟုတ်အဲ့ဒါအရှိမကျူအရန်သိဖွဲ့တဲ့ကိစ္စဖြစ်သွားတယ်ဟုတ်တယ်ပို့ပြီးတော့အရေးကြီးတာပါလဲဆိုတော့ခုနကတော့ဒီအနာကမြန်မာရုပ်ရှင်အတွက် ဘယ်လိုမြင်လဲဆိုတဲ့ရှိပြောက်သွားတယ်။အဲ့ဒါလည်းသိကောင်းတာ။အဲ့အနာကအမယုရှင်တွေဘယ်လိုဘယ်လိုမြင်လဲဘာတွေလှုပ်တင်တယ်လဲပေါ့။သူကကျွန်တော်တို့ကဒီပြီးရတဲ့အမှားတွေကိုသင်ခန်းစာယူပြီးတော့နောက်မမအောင်လှုပ်သွားတော့မှ ကျွန်တော်တို့ကတူတက်လာမှာလေ။အဲ့တော့ပြီးရတဲ့အမှားတွေတော့မှားပါတယ်။အဲ့ဒီအမှားတွေကိုသင်ခန်းစာမယူနိုင်သေးဘူးဆိုလို့ရှိရင်ဘလို့မှရှိမတနေဘူး။ အဲ့အဲ့ထက်ပို့ဆိုတော့မှားတာကိုအမှားမှန်းမသိဘူးဆိုရင်တော့ပို့ဆိုတယ်အဲ့ဒါဆိုရင်တော့ဘာမှလုပ်လို့မရအောင်ဆိုတော့အဲ့ဒါကြတော့ကျွန်တော်တို့ကဘာလဲမသိတာဖြစ်သွားပြီအဲ့ကျွန်တော်တို့အခုပြီးခဲ့တဲ့အမှားတွေအကုန်လုံးတစ်နှစ်တည်းတစ်နှစ်သင်ခန်းစာယူရမယ်အဲ့သင်ခန်းစာယူရတဲ့အချိန်မှာကျွန်တော်တို့ကဘာတွေလိုအပ်လာမလဲဆိုတော့ကိုဘာမှလည်းသုံးသပ်ဖို့လိုတယ်ငါသွားတယ်မှားအဲ့တော့ဒီနီးကမှားတယ်ပေါ့နော်ဟိုးတစ်နှစ်ကလေးကအဲ့နီးက မှားတယ်လို့ကျွန်တော်ထောက်ပြနေတယ်ထောက်ပြနေတဲ့ကြားရဒီနှစ်မှာထပ်မှားတယ်ထက်စင်ထက်စင်မှားတယ်အဲ့ထက်စင်မှားနေတဲ့ဟာကိုအကြံပေးစာဘုံနဲ့ထည့်ယုံလောက်နေဒီအကြံပေးစာတော့ဖတ်ပါမလားဆိုတော့တန်တရားရှိရင်အကြံပေးစာမကြဲဘူးအကြံပေးစာတွေလေးနေတယ်ညနေချင်းဆိုင်ပြောတဲ့နည်းပူကြိုက်တယ်ကျွန်တော်နောက်ကျောထားနဲ့ထိုးရကောင်းလို့မဟုတ်ဘူးဝါသနာမပါဘူးဘယ်လှုပ်လှုပ်လို့ကျွန်တော်မျက်နှာချင်းဆိုင်ခုတ်တော့ဝါနာပါအဲ့တော့မျက်နှာချင်းဆိုင်မပြော ဲ့တော့အဲ့လိုမျက်နှာချင်းဆိုင်ပြောတဲ့ဟာပူကောင်းတယ်ပြီးတော့ရင်တခါလဲစွန့်ရရအောင်ကျွန်တော်တို့စားနေတာပါပါတိုင်းပါနေတာပေါ့ဘုံပြီးွယ်ပဲဖိကြားပါတယ်အမြင်တော့တရားတရားပဲတူပါမလဲနော်အမြင်တော့ဟာလာဒီလောကသားချင်းချင်းလေးကိုအမြင်တွေကတော့ကွဲပြားနေကြတာပေါ့ကိုယ်ယူဆသူ့ယူဆမတူနိုင်ဘူးလေဒီမဲ့အားလုံးတော့အဆင်ပြေစေချင်တယ်လောကသားချင်းချင်းလေးမှာဟာလာရံပြင်းနေရင်ဟောလာပတ်ဝန်းကျင်ကလည်း ဟိုမဆရုပ်မေးတာပေါ့နော်ဘာဖြစ်နေကြရလဲပေါ့အဲ့လိုမျိုးပေါ့ဒါမကောင်းဘူးလေဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးပေါ့အဲ့လိုအဆင်ပြေတော့ကောင်းဆုံးပါပဲတယောက်နဲ့တယောက်တန်တရားဆိုတာရှိနေသမျှကာလပတ်လို့ဘယ်အဖွဲ့စည်းဘယ်လောကမှာတိုးတက်မှာမဟုတ်ပါဘူးအဲ့ဒီတော့မှဘာရင်းမှားနေဆိုတုံးသက်ကြည့်လိုက်အောင်အဲ့တုံးသက်ကြည့်လိုက်တဲ့ဟာအားလုံးပြင်လိုက်ကြရအောင်အဲ့တော့ပြင်တဲ့နေရာမှာတချို့မှားတွေကပြင်လို့ရတယ်လူတိုင်းဖန်တတ်ကြတယ်တချို့မှားတွေပြင်လို့မရဘူးနော်ဘဝနဲ့ချီပြီးပြင်မှရတယ်မမျိုးလည်းရှိတယ် တချို့အမားတွေကကိုယ့်ဘက်ကိုတောင်းယူလဲရတဲ့အမားတွေရှိတယ်။အဲ့တော့ဒီဇိုင်းတင်တော့ဒီဇိုင်းကတော်တော်အရေးကြီးတယ်တဲ့။ဒါဆိုဒီဇိုင်းနားမလည်တဲ့လူတယောက်ရှိရင်နောက်ကလူတရာအတွက်အန္တရာယ်ရှိတယ်။လူထောင်အတွက်အန္တရာယ်ရှိတယ်။ဟုတ်ပါမလားဗောဒီဒီဇိုင်းလေးကအဲ့လောက်အရေးကြီးလား။သူဥပမာစမ်ပယ်ဘာပြလဲဆိုတော့ pictographic လို့ခေါ်တယ်။လေးပြ။ရှေ့မှာသရာပြက်နေသည်ဆိုတော့ science လေးအတွက် နားမလည်တဲ့ driver တယောက်နောက်ကလူတရားသေသွားနိုင်တယ်ဒါအဲ့လိုပါပဲအဲ့တော့ရှေ့ကခေါင်းဆောင်တယောက်ကသူမှားတာကိုမှန်မှန်သိရမယ်အတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်အဲ့ဒါလေးတော့အရေးကြီးတယ်ဟုတ်ကဲ့ပါခုလို less talk စီစဉ်မှာလာပြီးတော့မြန်မာရုပ်ရှင်လောကရဲ့ရှေ့ဆက်အနာဂတ်အတွက်ဘလို့ပူပေါင်းလက်တွဲပြီးတော့အကောင်းဆုံးစောင့်ရွက်သွားမလဲဆိုတော့ တံမိုးဖြစ်နိုင်တဲ့ရှင်နေရစိတ်ခံစားချက်တွေကိုခံစားမိလိုက်တဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မော်ရယ်လေးကျေးဇူးတင်ပါတယ်မောင်လေးခုလိုခေါ်တဲ့အတွက်လည်းကိုပေးခြင်းတဲ့ message တွေကိုကိုညီကိုမောင်မလေးကိုပေးလို့ရတဲ့အတွက်ကျေးဇူးတင်တယ်ပြီးတော့ဒီလိုမျိုးပေါ့နော်ရှိနေတဲ့ gap တွေကိုပေါ့နော်ရုပ်ရှင်လောကတစ်ခုရဲ့အတွက်မဟုတ်ဘဲနဲ့စီးပွားရေးဘောင်းဆောင်လူမှုရေးဘာသာရေးအားလုံးထဲမှာပေါ့ဒီ gap လေးတွေကိုရှိနေတဲ့ gap လေးတွေကိုဟနေတဲ့ဟာလေးတွေကိုပြန်ပြီးဖာတေးစေခြင်းနဲ့ပြီးတော့ ကိုမြန်မာနိုင်ငံကို Southeast Asia တွေမကောက်အေရှားမှာပါ best country ဆိုတော့အရာမျိုးအရန်မြင်စေခြင်း ਨੇ အဲ့ဒီဟာတွေအတွက်မမတို့လူငယ်တိုင်းမှာတောင်းရင်ရှိရလို့မထင်ねအဲ့တော့အားလုံးကလက်တွဲပြီးကြိုးစားကြပါပြီးတော့ကိုယ့်နိုင်ငံကိုပေါ့နော်ဟိုမြန်မာနိုင်ငံသားဖြစ်ရတဲ့ဂုံပီတိဟိုတည်ရမလားကဘာတစ်ခုလုံးရှိမှာငါတို့မြန်မာနိုင်ငံသားဆိုတာဟိုဟိုဂုံယူဝင်ကြွားတာ ਨੇ ပြောနိုင်တယ်တနေ့ရောက်လာတဲ့အထိကြိုးစားအောင်လို့ပြောပြီးတော့အားလုံးကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီး ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးသူစင်ဝင်ပပန်းနူရအလှကိုပိုင်ဆိုင်စေမယ့် Pond Spike Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်။